ဘိုးချပြုခင်ကတော့ဒုက္ခအကြီးကြီးရောက်သွားပြန်ပြီဗျာခင်မောပြစ်သူကိုထွန်းနဲ့ဆယ်ဝန်ထောင်းကောင်မလေးတို့ဘိုးချပြုခင်ရဲ့နောက်ွယ်မှာတထေးနဲ့ဝန်ထမ်းဆက်ဆံရေးထဲပုံနေကြတယ်ဆိုပြီး online ပေါ်မှာအခုတလောတော်တော်လေးကိုပြန်နေပြီပဲဖြစ်ပါတယ်အလုံးတိကြတဲ့အတိုင်းပါပဲခုဆိုရင်ဘိုးချပြုခင်ကသူမရဲ့ဒုတိယမြောက်သားလေးမိဘသွားပြီးနောက်ပိုင်းမှာသူ့ရဲ့ကလေးကိုပဲလုံးဝကြည့်ကိုအယုံဆိုင်နေရပြီပဲဖြစ်ပါတယ်တစ်ဖက်မှာဘိုးချပြုခင်အခုလိုမျိုးဒုတိယမြောက်ကလေးကိုမိဘသွားပြီးနောက်ပိုင်းမှာ ပီကေထွန်းစိန်ရွှေနာဆိုင်ကိုတယောက်တည်းပဲအခုတလောဥစည်းဥဆောင်လုပ်ကင်နေတဲ့အကိုထွန်းတယောက်ဆိုင်ဝန်ထောင်းကောင်မလေးနဲ့ဖောက်ပြန်နေကြရဲဆိုပြီးတော်တော်လေးကိုနာမည်ကြီးနေတဲ့အတွက်ဦးချက်ပြုံရအခုချိန်မှာပြန်ပြီးအကိုထွန်းရဲ့ဒုက္ခပေးခြင်းကိုခံနေရပြန်ပြီလားဆိုပြီးအချို့ပြည်သက်တွေကလည်းအခုလိုမျိုးဝေဖန်သုံးသပ်ကြလည်းရှိပါတယ်ဘုတလောကဆိုရင်လည်းဘုချက်ပြုံရအခုလိုမျိုးဒီမိုင်းတူတဲမြောက်သားလေးကိုမမွေးဖွားခင်နှစ်ရက်လိုမှာပဲဘုချက်ပြုံရရောက်ချက်အကိုထွန်း အပြင်ကိုခဏထွက်သွားအောင်မဲဆိုပြီးမနေ့မိုးလေးမှာအင်ကိုပြန်ရောက်လာခဲ့တဲ့အတွက်ပိုးချက်ပြုံရတော်တော်လေးကိုတင်းနေရပါမကြခင်မှာမွေးဖွားတော့မယ်သူ့ရဲ့မိမကိုအနားမှာရှိမနေပေးပဲနဲ့ KTV တွေဘားတွေမှာရှိတဲ့ကောင်မလေးတွေမှာတော်တော်လေးကိုပြောမျိုးနေတာကြောင့်ပိုးချက်ပြုံရတယောက်တော်တော်လေးကိုပောက်ကွဲသွားပြီးတော့သူမရဲ့ social media အကောင့်ကနေစင်းသူမရဲ့အကြောင်းကိုတွေ့ရင်ပြောပေးကြပါဦးသူမရဲ့ byte ထဲမှာရှိတဲ့ကလေးကလည်းတော်တော်လေးကိုစိုက်ကြည့်ရတဲ့အတွက်ကျမရဲ့ကြမ်းမရဲ့အချင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစိုးရိမ်မိကြောင်းသူမရဲ့အကြောင်းတွေ့ရင်ပြောပေးကြပါဦးဆိုပြီး ူမရဲ့ social media account နဲ့စင် project တွေကိုအကူအညီတောင်းလာတဲ့အခါမှာတော့ဘုချပင်းရောက်ကြောက်ကိုတုံးကဘာမှမသိတော့ဘဲနဲ့ဘုချပင်းရဲ့အမေကိုတိုင်းပဲအဲဒီစာကိုတွေ့တွေ့ချင်းမှာပဲချက်ချင်းဆိုလို့သူမသမီးရှိရနေရကိုအရောက်လန်းလာခဲ့တာကိုလည်းတွေ့မြင်ရပါတယ်အဲ့ဒီတော့အဖြစ်ပြက်နဲ့ပတ်သက်ပြီးတော့လည်းဘုချပင်းကနဲ့ကိုတုံးတို့ရဲ့ project ချိုးကလည်းဘုချပင်းကအခုလိုမျိုးခံစားနေရတဲ့အတွက်အခုလိုမျိုးဒုတိယမြောက်သားလေးကိုမွေးပွားသွားပြီးနောက်ပိုင်းမှာနင်းကိုအကိုထုံးကတစ်သွားတော့မယ်ဆိုပြီးလဲပိုးချပြုတ်ခွင့်ပေါ်မှာပပဆက်ဆက်ကိုလုံးဝကြည့် တစ်ဖက်ဆောင်းနေပြောဆိုနေရလဲတွေ့ရပါတယ်အခုထပ်ပြီးတဲ့နေ့တွေပေါက်ကြားလာခဲ့တာကတော့ပို့ချပြုံငယ်ယောက်ျားအခုထုံးဟာသူတို့စင်ရွှေနဲ့ဆမ်းမအလုတ်ခန်းကြတဲ့ဆိုင်ဝန်ထမ်းကောင်မလေးချကျော်လေးနဲ့ပို့ချပြုံငယ်မတိအောင်တထင်းနဲ့ဝန်ထမ်းဆက်ဆံရေးတဲ့ပုံနေကြတယ်ဆိုပြီးတော်တော်လေးဝန်ထမ်းမကြီးနေပြီပဲဖြစ်ပါတယ်ဒီကိစ္စကဟုတ်လားမဟုတ်လားဆိုတော့အခြေချမတိသေးပဲမလဲ online မှာဝါတော်တော်လေးကိုပြန်နှံ့နေရပါဒါပေမဲ့လည်းအခုလိုမျိုးပြန်နှံ့လာတဲ့တဲ့အမှန်တကယ်မဟုတ်ပါစေနဲ့လို့လဲပို့ချပြုံငယ်အတွက်မျှော်လင့်မိပါတယ်ဗျာ